ားလုံးပဲမင်္ဂလာပါခင်ဗျာ။ Jay Diary ကနေပြန်လည်ကြိုဆိုပါရစေ။ဆိုပြနေကြကြပြလေးနဲ့ကျွန်တော်တို့စရမယ်ဆိုလို့ရှင်တော့နက်နက်လင်းတိုင်းအခင်းဝိုင်းမှာကြောက်ရှာဝယ်သည် Jay Diary ပေါ့ဗျာနော်။အခုဒီနေ့လည်းပဲအစင်လာမပြတ်တဲ့မင်္ဂလာနက်နက်ခင်းလေးတစ်ခုမှပေါ့ဗျာနော်။အခုဒီကြောက်လေးကိုကျွန်တော်ခုနှစ်သိန်းနဲ့ဈေးပေးပြီးတော့မှ တိတ်စီးနေတာဖြစ်ပါတယ်နေ့လည်ခင်းမှာတော့ရတယ်ဆိုပြီးတော့မှကျွန်တော်တို့တင်နှန်းကြောင်းကိုဒါလေးကိုလာအပ်တာဖြစ်ပါတယ်မနက်ကတိတ်စီးထားတာလေးအဲ့တော့ကျွန်တော်တို့တင်နှန်းကြောင်းမှာပဲငွေချေလိုက်ပါတယ်9သိန်းဆိုတာတော့ကျွန်တော်တို့ကပွဲကက5%ဆိုတော့9935 3000ခွဲပေါ့ဗျာနော်အဲ့တော့မူရင်းကကျွန်တော်တို့ဝယ်တာက9သိန်းနဲ့ပွဲကက3000ခွဲကိုကျွန်တော်တို့နေ့လည်ခင်းမှာတင်နှန်းမှာပဲငွေချေလိုက်တာဖြစ်ပါတယ် ကဲတော့ကျွန်တော်ရဲ့ online ရပေးသက်တွေနဲ့အတူတူကျွန်တော်တို့ဒီကြောက်လေးကိုဖြီးကြည့်ရအောင်ဗျာနော်အားလုံးဖြီးပြပါမယ်မနေ့ကစီးခဲ့တဲ့ဟာလေးကျွန်တော်တို့နော်ဒါအတူတူခုနကတော့ကျွန်တော်တို့ကြောက်မကြည့်ရသေးလို့နော်အခုတော့ကျွန်တော်တို့ကြောက်လေးကိုအတူတူကြည့်ရအောင်ပေါ့ဗျာနော် ခုနသိန်းနဲ့ဝယ်တဲ့ကြောက်လေးကအဲဘယ်လိုမျိုးလေးလဲပေါ့နော်ဈေးတန်းအင့်လားမတင့်လားနော်ဒါလေးကိုကျွန်တော်တို့အတူတူ ကြည့်ကြည့်လိုက်မယ် အဲဟုတ်ပြီနော်ဒီကြောက်လေးပြနော်အဲဘေးရဲ့ဒီခုံကျိုးလေးပေါ့နော်ဒီခုံကျိုးလေးကိုပဲကျွန်တော်အဓိကကြိုက်ပြီးတော့မှဝယ်တာဖြစ်ပါတယ်ဒီခုံကျိုးလေးကိုကျွန်တော်အဲအရစ်လေးရဲ့လည်းအတော်အသင့်ထူတယ်ဆိုတော့ကျွန်တော်တို့ဒါအပွင့်လိုက်လို့ရမယ်လို့ယူဆတယ်ပေါ့ဗျာနော်အဲအကြောင်းမလို့ကျွန်တော်ဒီကျိုးလေးကိုပေါ့နော်ဒါလေးကိုဝယ်တာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကြည့်ချင်းအပြင်ဟုတ်လားကျွန်တော်အဲဒါအနီးကပ်လေးပေါ့နော်အွန်လိုင်းအပိတ်သက်တွေကျွန်တော်တို့ ခန့်မှန်းလို့ရပါတယ်အခုကျွန်တော်ခုနှစ်သိန်းနဲ့ဝယ်တာလေးကဟုတ်လားဈေးများလားဈေးနည်းလားကျွန်တော်တို့ဝေဖန်လို့ရပါတယ်ဖြတ်လို့ရှိရင်မျက်နိုင်ချေရှိလားမမျက်နိုင်ဘူးလားလဲကျွန်တော်တို့ဝေဖန်လို့ရပါတယ်အဲ့တော့ဒါကတော့မသိသေးဘူးပေါ့ဗျာနော်မျက်မမျက်ကတော့ကျွန်တော်တို့ကဖြတ်ကြည့်မှသိမှာပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကလည်းပဲဒီကြားထဲမှာဟုတ်လားဝယ်ရောင်းနေရများနေရပေါ့နော်ဝယ်လိုက်ရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်ကျွန်တော်တို့ကြားထဲမှာ အဖြတ်အသွေးတွေမလုတ်ဘဲနဲ့လက်ရလေးတစ်ခါလေးလက်ရလေးထည့်လိုက်နေဒီ line တွေများနေတာပေါ့နော်အပွင့်ထုတ်တာနည်းနည်းကြားထဲမှာကျဲနေပေါ့အဲဒါလေးကတော့ကျွန်တော်တို့ဂျိတ်ဒန်ဒီတင်တန်းကြောင်းဖြစ်ပါတယ်ဂျိတ်ဒန်ဒီတင်တန်းကြောင်းတော့အခုအားလုံးဆေးတွေပြန်တုတ်နေတာဖြစ်ပါတယ်နော် အဲ့တော့ဆေးတွေပြန်တုတ်မယ်ကျွန်တော်တို့အတွင်းပိုင်းမှာအဲ့လား decoration လေးပြန်ဆင်မယ်ပေါ့ဗျာနော်ကျွန်တော်တို့ခုလာမဲ့23ရက်6လ2025မှာလည်းပဲကျွန်တော်တို့တင်နန်းအစ်တတွေရှိပါတယ်ကျွန်တော်တို့တင်နန်းကိုလူကိုယ်တိုင်လာရောက်ပြီးတော့မှတင်နန်းစုံစမ်းပြီးအနံလို့ရပါတယ်23ရက်6လ2025မှာကျွန်တော်တို့နေ့လယ်ခင်း3နာရီမှာတင်နန်းအစ်တဆမှာဖြစ်ပါတယ်မျက်မမျက်ဆိုတာတော့ဖြတ်ကြည့်မှတိမယ်လို့ကျွန်တော်ခေါင်းစဉ်လေးပြထားတဲ့ဒီခုံတိုင်ရီလေးကိုကြည့်ရှုအားပေးကြတဲ့တယောက်စီတန်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဂျိတ်တိုင်ရီတွေမှာ ပြန်လည်တွေ့ကြပါစို့ခင်ဗျာ